မင်္ဂလာပါမေလ19ရက်နေ့ရက်ညပိုင်းရရှိထားတဲ့မြေပြင်စစ်ရေးသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လူစီပါယခု channel လေးကတော်လိုင်းရင်နဲ့ပတ်သက်တဲ့မြေပြင်အခြေအနေတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေတာဖြစ်တဲ့အတွက် subscribe လုပ်ပြီးခဲ့ကြဖို့လည်းဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာပထမဦးစားကြောက်ဖြူအခြေဆိုင်တက်ရင်တွေမှာနက္ခနာပွဲပြုတ်လုပြီးအာရခတ်တော်အေအေကြဆုံပါစေလို့ရွတ်ဆိုခံပြီးရတရားချီတဲ့ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ရခိုင်ပြည်ကြောက်ဖြူမြို့ကစစ်ကောင်စီအခြေဆိုင်တက်ရင်တွေမှာ ကြောက်ဖြူမျိုးနယ်ကနမကြီးနှက်တွေကိုပင့်ဖိတ်ပြီးနက္ခနာပွဲတွေပြုလုပ်ပြီးတော့အေးအေးကြဆုံပါစေလို့ရွတ်ဆိုခိုင်းပြီးရတရာချေမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်စစ်တပ်မိသားစုဝင်များနဲ့ရင်းနှီးတဲ့ကြောက်ဖြူဒေသခံတအူးကဒီလ15ရက်နေ့မနက်ပိုင်းမှာကြောက်ဖြူမျိုးနယ်အတွင်းကစီသည်မြနှက်တွေပေါ့နော်စီသည်မြနှက်တွေအကုန်ပင့်တယ်ကျွန်းစင်မျိုးစင်ကအစနမကြီးနှက်တွေကိုပင့်ဖိတ်ပြီးနက္ခနာပွဲပြုလုပ်ပါတယ်အေးအေးကိုကြဆုံပါစေဆိုပြီးတမ်းမြိုင်ဆိုကြရတယ်လို့သိရတယ် ကျောက်ဖြူကနတ်တွေကိုတိုင်တယ်ပြီးသူတို့ကိုကာကွယ်ပေးပါဆောက်ဆောက်ပေးပါဆိုပြီးဆုတောင်းကြတယ်လို့စစ်တပ်နဲ့နှီးဆက်တဲ့ဒေသခံကပြောပြထားပါတယ်။အဲ့ဒီရေရချီတဲ့အလုပ်ကိုကျောက်ဖြူမြို့နယ်တစ်ပုတ်တောင်အခြေဆိုင်ဒညာဝတီရေတပ်ဌာနချုပ်ရဲ့အကြီးအကဲရဲ့ညွှန်ကြားမှုနဲ့ပြုလုပ်တာလို့သိရပါတယ်။တောင်ကုန်းမြို့တိုင်တပ်ဖွဲ့အတွင်းကလည်းစကားကငါဘုံမှုချုပ်ကောင်းမြတ်တဲ့အဖွဲ့ဟာလည်းတောင်ကုန်းမေတော်ရုပ်တုကိုတရင်အတွင်ပြုလုပ်ပြီးအေးအေးကြဆုံစီဖို့အတွက်ဆုတောင်းပြီးတော့နက္ခနာဘွဲပြုလုပ်ခဲ့ပေမယ့်တောင်ကုန်းမြို့တစ်ခုလုံးအရခတ်တက်တော့အေအေကတိမ့်ပိုက်သွားခဲ့ပြန်ပါတယ်။ ဆက်ပြီးတော့ကေတုမတီလေတဲ့စကန်တက်ခတ်မှုမှာဗိုလ်ကြီးနှစ်ဦးအပါဝင်ဆယ်ဦးတေဆုံးပြီးဒရုန်းကိုတောင်မီးလောင်ကဂျက်ဖိုက်တာနှစ်စီး18ဒစီထိခိုက်ပျက်စီးဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။စစ်ကောင်စီရဲ့တောင်ငူလေတဲ့စကန်ကိုတရားခုမမစော့တိုက်တုံးဆက်တလုံးနဲ့ပြစ်ခတ်တက်ခတ်ခဲ့ရမှာစစ်ကောင်စီဘက်ကဒုဗိုလ်ကြီးအစ်အပါဝင်ဆယ်ယောက်တေဆုံးခဲ့တယ်လို့ BWN အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ ဲ့ဒီတာခတ်မှုကိုမနေ့ကမေလ17ရက်နေ့မနက်တနင်္ဂနွေ48မိနစ်အချိန်မှာဖော်ဆောင်ခဲ့တာဖြစ်ပြီးစော်တိုက်တုံး7လုံးမှာစစ်လုံအောင်မြင်စွာပြတ်ခတ်နိုင်ခဲ့တာဖြစ်ပါတယ်။တာခတ်မှုကြောင့်လေတပ်အတွင်းကဒရုန်းကိုတောင်မိလောင်ပျက်စီးသွားပြီး Jet Fighter 2စီး18တစ်စီးလည်းထိခိုက်ခဲ့ကလေတပ်စစ်သားတွေရဲ့နားနေဆောင်တစ်ဆောင်လည်းထိခိုက်ပျက်စီးသွားခဲ့ကြောင်းသိရပါတယ်။ဒါပြင်ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ2ယောက်ဗိုလ်ကြီးအဆင့်ရှိသူ2ယောက်နဲ့လေအုပ်အပါဝင်အခြားအဆင့်စစ်တီ6ယောက်လည်းပွဲကြီးပြီးတည်ဆုံခဲ့ကြောင်းသိရပါတယ်။ လေရင်အပိုပစ္စည်းကိုတော့နှလုံးလဲပျက်စီးသွားကလေတက်စစ်သည့်12ရောက်ဒဏ်ရာရရှိထားတဲ့အတွက်ကြောင့်မလာယာ73တို့ပို့ဆောင်ထားကြောင်းလဲသိရပါဗယ်အခုတော့တက်ထဲမှာတည်င်းပေါက်ကြားမှာစိုးလို့ဖုံးတွေတဲနေကြတယ်အနီနာဝန်းကျင်ရွာတွေစီကိုလည်းအရဲဝတ်တွေနဲ့တက်ဖြန့်ပြီးမြေပြင်တည်င်းထောက်ကထူးရင်ချက်ချင်းတည်င်းပို့ဖို့ကကလေကြောကလည်းညွှန်ကြားထားတယ်လို့စုံစမ်းသိရှိရပါတယ်အဆိုပါတက်ခိုင်းမှုကိုတော့ Brave Warrior Force မြန်မာ BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့အတူ Mountain Knight Civilian Defense Force MKCDF Anticorp People Liberation Force ACPLN နဲ့တန်တော်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့ပူးပေါင်းလှောက်ဆောင်ခဲ့တာဖြစ်ကြောင်းသိရပါဗျ။ဆက်ပြီးတော့လဲပေါင်းတယ်မှာအကြမ်းဖက်စစ်တပ် စစ်ကူစစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာတော့စစ်ကောင်စီတပ်သား3ဦးသေဆုံးခဲ့တဲ့တဲ့င်းလေးကိုတင်ဆက်ပေးခြင်းပါတယ်။ပဲခူးတိုင်းပြည်ခရိုင်ပေါင်းတယ်မြို့နယ်အတွင်းဝဲကြီး၁၀ပေါင်ကနေ တိန်ကုန်းတာဝရိုင်စခန်းကိုအင်အားဖြည့်ဖို့စစ်ကူထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုပိတ်ဆို့တက်ခတ်ခဲ့ရမှာတော့စစ်ကောင်စီတပ်သား၃ဦးတေဆုံးခဲ့ပြီးစစ်လက်နက်ပစ္စည်းတချို့လည်းတင်းစီရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်36 37တပ်ရင်းကသတင်းထုတ်ပြန်လာပါတယ်။အဲ့ဒီစစ်ကြောင်းဟာပြီးခဲ့တဲ့မေလ18ရက်နေ့မနက်9နာရီခွဲအချိန်မှာတိန်ကုန်းရအနီးကပိန်တိုက်စိန်နေရအရောက်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်36 37တပ်ရင်း36 37နဲ့တပ်ရင်းရဲဘော်တွေကစနိုက်ပါလက်နက်ငယ်၄၀မမတို့နဲ့ပိတ်ဆို့တက်ခတ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါတပ်ဖွဲ့မှစစ်ကောင်စီတပ်သား၃ယောက်မျက်မြင်သေဆုံးခဲ့ပြီးတိခက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့စစ်ကောင်စီတပ်သားတွေနဲ့လက်နက်တချို့ကိုလည်းတင်းစီရရှိခဲ့ကြောင်းသိရပါဗျ။တပ်ဖွဲ့အတွင်းစစ်ကောင်စီဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ခုခံခဲ့ပေမဲ့တွန်လိုင်းရဲဘော်တွေကတော့အထူးကအန္တရာယ်မရှိဘဲညနေ9နာရီဝန်းကျင်အချိန်မှာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ စစ်ကောင်စီတပ်သားတွေဟာသူတို့ရဲ့တေဆုံအလောင်းတွေနဲ့တန်ရန်ရသူတွေကိုတိမ်ကုန်းတာဝါနဲ့အထိုင်စခန်းထံသို့ပကတ်တွေနဲ့ထမ်းတယ်သွားပြီးမေလ၁၆ရက်နေ့မှာတော့တေဆုံအလောင်းတွေကိုအမိတ်ပြန်ကတကြိုလိုက်တယ်လို့သိရပါတယ်။ဆက်ပြီးတော့ဆွေပုံမျိုးပယံကြီးရွာဘက်သို့လာတဲ့ဒုရဲအုပ်နဲ့ရဲတပ်သားတို့ကိုပြစ်ခတ်တိုက်ခိုက်မှုမှာနှစ်ဦးလုံးတေဆုံခဲ့ပြီးတနက်နှစ်လက်တင်းစီရရှိခဲ့ကြောင်းတင်ဆက်ပေးခြင်းပါတယ်။ စကန်တန်းဆွေပုံမြို့နယ်ညောင်မေသာစက်ပြိုရေးတိပ်ပံတက္ကသိုလ်ဝင်းစီအကြံဘတ်စစ်တပ်စခန်းမှပယံကြီးရွာဘက်သို့ထွက်လာတဲ့ဒုရဲအုပ်နဲ့ရဲတပ်သားတို့ကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာတော့နှစ်ဦးလုံးပွဲချင်းပြီးတေဆုံးခဲ့ပြီးတနက်နှစ်လက်တင်းစီရရှိခဲ့ကြောင်းမြေပြင်တော်လိုင်းတပ်ဖွဲ့ထံကသိရပါဗျ။မေလ15ရက်နေ့မနက်9:20မိနစ်ခန့်အချိန်ဆွေပုံမြို့နယ်ညောင်မေသာစက်ပြိုရေးတိပ်ပံတက္ကသိုလ်ဝင်းအတွင်အထံချတက်ဆွေထားတဲ့စခန်းကနေပယံပြူစောတိကြီးရွာဘက်သို့ထွက်လာတဲ့ဒုရဲအုပ်နဲ့ရဲတပ်သားတို့ကို တော်လိုင်းတပ်ဖွဲ့တွေကကြားပြတ်တက်ခတ်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတက်ခတ်မှုအတွင်းသူ့ရဲအုပ်နဲ့ရဲတပ်သားတို့2ဦးလုံးသေဆုံးခဲ့ပြီး35ဗို့6လုံးပြူတနတ်တက်လက်ဂျီတရီတနတ်တက်လက်တို့ကိုတင်းစီရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါတက်ခတ်မှုကိုတော့ဆွေဖို့ခရိုင်အမှတ်၄တက်ရင်နဲ့နေမီကန်ပကပါတို့ပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ဆက်ပြီးတော့ဟာခါမှာစစ်သား2ဦးကိုအစင်ဖမ်းမိကစစ်သား2ဦးနဲ့ရဲတအူးအလင်းဝင်ကြောင်းတည်င်းလေးကိုတင်ဆက်ပေးခြင်းပါတယ်။ ချင်းပြည်နယ်ဟာခါမြို့မှာအကြမ်းဖက် စစ်သားတယောက်ကိုအစင်ဖမ်းမိပြီးစစ်သား၂ယောက်နဲ့ရဲတယောက်အလင်းဝင်လာတယ်လို့ CDF ဟာခါကဒီကနေ့မှသတင်းထုတ်ပြန်လာပါတယ်။မေလ15ရက်နဲ့16ရက်နေ့တွေမှာဟာခါမြို့စီစစ်သား၂ယောက်နဲ့ရဲတယောက်ကစစ်ကောင်စီကိုဆန့်ကျင်ပြီးပြည်သူတော်လှန်ရေးကိုပူးပေါင်းပါဝင်ဖို့လက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာခဲ့ကြောင်း CDF ဟာခါကဆိုထားပါတယ်။အလင်းဝင်လာသူတွေကိုနွေနွေထွေးထွေးကြိုဆိုပြီးစုငွေချင်းမြင့်ခဲ့တဲ့အပြင်လုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူဆောင်ရွက်ပေးသွားမယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ဒါပြင်မေလ15ရက်နေ့မှာလဲဟာခါမျိုးစီစစ်ကောင်စီစစ်သားတယောက်ကိုဖမ်းဆီးနိုင်ခဲ့ကြောင်းလဲဆိုထားပါဗျ။စစ်ကောင်စီလက်အောက်မှာတာဝန်မထမ်းဆောင်ခြင်းပဲပြည်သူရင်ွေဘက်ပြောင်းခြင်းတွေကိုအမြဲတမ်းကြိုးစိုးနေသလိုလုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူသွားမယ်လို့ CDF ဟာခါကထုတ်ပြန်ကြေညာထားပါဗျ။ဆက်ပြီးတော့လေရေတာစီမြို့နယ်ကွမ်းအုံကြီးရွာနဲ့တဖန်းစင်ကြီးရွာအကြားအများပြည်သူသွားလာတဲ့လမ်းပေါ်မှာစစ်တပ်ကမြေမြုပ်မှိုင်းအလုံး80ခန့်ထောင်ထားပြီး23လုံးကိုတော်လိုင်းတပ်ဖွဲ့တွေကဆင်းလင်းခဲ့တဲ့ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ ကိုတိုင်စစ်တောင်ပြင်းအနောက်ဘက်ခြမ်းရေတားစီမြို့နယ်ကွမ်းအုံကျေးရွာနဲ့တဖန်းစင်ကျေးရွာအကြားမှာအများပြည်သူအုံပြုတ်သွားလာတဲ့လမ်းပေါ်တွေမှာစစ်တပ်စစ်ကြောင်းကမိုင်းအလုံး80ခန့်ထောင်ထားခဲ့ရမှာ23လုံးကိုစစ်လင်းနိုင်ခဲ့ပြီဖြစ်ကြောင်းရေတားစီမြို့နယ်အခြေစိုက်တပ်ရင်353ရလေးကတရင်ထုတ်ပြန်ထားပါတယ်။မေလ15ရက်နေ့မှာရေတားစီမြို့ဘက်ကနေစစ်တောင်ပြင်းအနောက်ဘက်ကန်သို့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကကွမ်းအုံကျေးရွာနဲ့တဖန်းစင်ကျေးရွာအကြားအများပြည်သူအုံပြုတ်သွားလာတဲ့လမ်းမကြီးတွေပေါ်မှာ M2 အမျိုးအစားမိုင်းအလုံး80ခန့်ကိုတွေ့တန်းထောင်ထားခဲ့ကြောင်းသိရပါဗျ။အဲဒီလိုစစ်ကောင်စီတပ်သားတွေကထောင်ထားခဲ့တဲ့မိုင်းတွေကိုရေတားစီမြို့နယ်အခြေဆိုင်အမှတ်653ညလေးတပ်ရင်းမှရဲဘော်များပကပအဖွဲ့များနဲ့နေပြီးတော့အလင်းပန်းတဲ့အမှတ်73ညကတပ်ရင်းမှရဲဘော်တွေကပူးပေါင်းပြီးမနေ့ကမေလ17ရက်နေ့မှာတွားရောက်ဖေဆာဆင်းလင်းခဲ့ရမှာတော့မိုင်းအလုံးကြီး23လုံးကိုဖေဆာဆင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်းသိရပါဗျ။အဲ့ဒီအတွက်ကြောင့်စစ်တောင်မြေအနောက်ဘက်ကမှစီကြတဲ့ဒေသခံပြည်သူများအနေနဲ့ အကြံဖတ်စစ်ကောင်စီတပ်ကအတိတ်တရားကင်းမဲ့စွာမိုင်းများကိုမစင်မကျင်ထောင်ထားတက်လာကြောင်းတွာလာဖြတ်တန်းသည့်အခါများမှာတတိကြီးကြီးထားပြီးပဝန်ကျင်ကိုဂရုတစိုက်ဖြတ်တန်းတွာလာကြပါရန်အထူးမြတ်တာရက်ခန့်တိုက်တွန်းထားပါသည်။ဒေတာစီမျိုးနဲ့အတွင်မှာစစ်တပ်ကစစ်ကြောင်းထိုးပြီးတဲ့နောက်မိုင်းများထောင်ထားသဖြင့်ပြည်သူများမိုင်းထိတေဆုံခြင်းခြေလက်အင်္ကာများဆုံးဆုံးခြင်းများဇက်တိုက်ဆိုသလိုဖြစ်ပေါ်လျက်စစ်ကြောင်းလည်းတည်ရပါသည်။စပီတော့မင်းလာမှာကိုအောင်ချိုသူနဲ့ကိုချမ်းမြင့်ဆိုသူနှစ်ဦးတို့ကိုစစ်မှုထမ်းခိုင်းရန်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးပြီ စစ်မှုတန်းလာစဉ်ကြီးကိုစစ်တပ်ထံသို့ပေးထားတော်လဲပြန်မလှုပ်ပေးပဲစစ်တပ်စုဆောင်ရေးတပ်တို့ပို့ဆောင်လိုက်တဲ့ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ပဲခူးတိုင်းမင်းလာမြို့နယ်မှာကိုအောင်ချိုသူနဲ့ကိုချမ်းမီးတို့နှစ်ဦးကိုစစ်မှုထမ်းခိုင်းရန်အတွက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားခဲ့ကြောင်းဖမ်းဆီးခံရသူရဲ့မိတ်ဆွေများထံကသိရပါတယ်။မေလ15ရက်နေ့မနက်7:00နာရီခန့်အချိန်မင်းလာမြို့မှာဦးတဲ့ကုံတို့ဆက်သွယ်ထားတဲ့လမ်းမဟာဇေယုံ ဖုံးကျောင်းစစ်ဇယက်မှာစစ်တပ်နဲ့ရဲများကဂိတ်ချပြီးလှဲကူအုပ်စု ုံနေကြောင်ကြေးရမှာကိုအောင်ချိုသူနဲ့ကလားစုကြေးရမှာကိုချမ်းမီတို့ကိုဖမ်းဆီးသွားခဲ့ကြောင်းသိရပါတယ်။ကိုအောင်ချိုသူနဲ့ကိုချမ်းမီတို့ကိုစစ်တပ်ကစစ်မှုထမ်းခိုင်းရန်ဖမ်းဆီးသွားကြောင်းမိသားစုများကသိရှိရတဲ့အခါမှာချက်ချင်းလိုက်သွားပြီးစစ်တပ်ထဲမှပြန်လည်ထုတ်ယူဖို့စူးစမ်းခဲ့ကြကြောင်းဒါအပြင်စစ်မှုတန်းကြီးအဖြစ်လက်စင်ငွေချက်3000ချီပေးနေရတယ်လို့စစ်တပ်ကအသိပေးခဲ့ကြောင်းတို့ရမှာလဲစစ်တပ်ကစစ်မှုတန်းကြီးပေးခြင်းနဲ့မိသူများမသက်ဆိုင်ပဲလူလိုတဲ့အတွက်ကြောင့်အထက်အမဲရဖမ်းဆီးရခြင်းဖြစ်တယ်လို့ပြောဆိုက ပြန်လွတ်ပေးခြင်းမရှိကြောင်းသိရပါဗျ။မီလန်မြို့နယ်မှာစစ်တပ်ကကြေးရွာများအတွင်ဝင်ရောက်ပေါ်တာဆဲဖမ်းဆီးမှုများကိုမခံချင်ပါကလာစဉ်ကြေးရွာတရွာလင်းငွေကျပ်350မှာ300အထိတောင်းယူနေပြီးကြေးရွာများကလည်းအင်တော်စုတစုလျင်ငွေကျပ်အနည်းဆုံး3000လာစဉ်ထည့်ဝင်နေရကြောင်းအဆိုပါထက်သွင်းငွေများကိုစုစည်းပြီးမီလန်မြို့နယ်စီနေမီကန်တပ်ရင်းများသို့ပေးပို့ရကြောင်းသိရှိရပါဗျ။ ဆက်ပြီးတော့စစ်ကောင်စီကိုအပြည်ပြည်ဆိုင်ရာအလို့သမအဖွဲ့ချုပ်ကအရေးယူပေးရန်ဖားကန်လူလူချီတက်တောင်းဆိုတဲ့တည်င်းလေးကိုတင်ဆက်ပေးခြင်းပါတယ်။ကချင်ပြည်နယ်ဖားကန်မြို့နယ်မှာစစ်ကောင်စီကိုအပြည်ပြည်ဆိုင်ရာအလို့သမများအဖွဲ့ချုပ် ILO ကအရေးယူပေးရန်ဖားကန်လူလူကဒီကနေ့မှချီတက်တောင်းဆိုခဲ့ကြပါတယ်။ဖားကန်မှော်လက်တပိတ်ကဥဆောင်ပြီးအကြမ်းဖက်စစ်ကောင်စီစစ်တပ်ကို ILO ပုံမှန်33အရာအရေးယူနိုင်ရေးနိုင်ငံတကာကထောက်ခံမဲ့ပေးကြရန်တောင်းဆိုသည့်အနေနဲ့ယနေ့မေလ16ရက်နေ့မနက်ပိုင်းမှာ ဖို့အဲအဲလို article 33 to save life စာတမ်းကန်ဆောင်ကလူလူတပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြကြောင်းသိရပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့အိုင်အဲလိုရုံးချုပ်မှာဇွန်လ2ရက်နေ့မှ7ရက်နေ့အထိကျင်းပမဲ့အိုင်အဲလိုညီလာခံမှာမြန်မာနိုင်ငံစီပြည်သူများကိုလေရင်ဖြင့်နေ့စဉ်ပုံကျဲတက်ခတ်ခြင်းများရပ်တန့်ရန်စစ်ကောင်စီကိုလူသက်လက်နက်မဝယ်နိုင်ရန်ငွေကြေးစည်းစိမ်မှုများဖျက်တောက်ရန်အလို့သမားအခွင့်အရေးလူအခွင့်အရေးများကိုကာကွယ်စောင့်ဆောင်ပေးရန်အာဓမစစ်မှုထမ်းခန်းစီခြင်းဆိုင်ရာကိစ္စရပ်များကိုရပ်တန့်ရန် ကလေးစစ်သားအုံပြုမှုကိုရပ်တန့်ရန်အပြစ်မဲ့ပြည်သူများရဲ့ဘဝကလေးငယ်များအမျိုးသမီးများရဲ့အသက်များစွာနေ့စဉ်ရက်ဆက်စွာတပ်ဖြတ်မှုများကိုရပ်တန့်နိုင်ရန်အယံလိုကိုယ်စားလှယ်များကအကြံပတ်စစ်ကောင်စီကို Article 33ဖြင့်အရေးယူမှုကိုထောက်ခံမဲပေးကြရန်လည်းနိုင်ငံတကာကိုယ်စားလှယ်များကိုဖားခန့်ပြည်သူများကတောင်းဆိုခဲ့ကြောင်းသိရပါသည်။ဟုတ်ကဲ့ပါမေလ19ရက်နေ့ရက်ညပိုင်းနောက်ဆုံးရရှိထားတဲ့မြေပြင်စစ်ရေးသတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။မိဘပြည်သူများအားလုံးကိုယ်စိတ်နှပြကျန်းမာဆွေးနွေးချမ်းမြေ့ကြပါစေ။